မြစီမပွဲသမားအားလုံးပဲမင်္ဂလာပါခင်ဗျာအော်တိုဘာ၁၀ရက်တဲ့မြစီမ Prime Time မြစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်ညွေကတောင်းယူတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်သတင်းတွေကတော့လူငယ်၅တန်းဟာစိုးရိမ်ပူပန်နေပြီးတော့အမျိုးသားတွေလုံခြုံမှုမရှိကြောင်း UNDP စစ်တမ်းမှာပြရတဲ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကစစ်ကောင်းဆောင်ကိုပြောတဲ့သတင်း ဘီလင်းကိုစစ်ကော်မရှင် Jet Fighter နဲ့ပုံကျဲတာကြောင့်ကလေးငယ်၃ဦးအပါအဝင်၅ဦးသေဆုံးပြီးတော့ခုနှစ်ဦးဒဏ်ရာရတဲ့တဲ့စစ်စင်ရေးရအရှိန်မြင့်ဖို့ဖြူဟာအမှတ်၁၉ကိုနေပြီးတော့ PDF ဖွဲ့စည်းရတဲ့တဲ့နဲ့ Israel နဲ့ Hamas တို့ကြားကာဇာသဘောတူညီရတဲ့နိုင်ငံတကာသတင်းအပအဝင် နောက်ဆုံးရကုန်စည်နှုတ်နဲ့အခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာ ပြမတော်တဲ့ဘုတ်အနေနဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ကပြည်သူစစ်မှုရန်ဥပဒေကိုပြဋ္ဌာန်းပြီးနောက်ပိုင်းလူငယ်၅တန်းဟာဘေးကင်းလုံခြုံမှုအတွက်စိုးရိမ်ပူပန်နေကြပြီးတော့လူငယ်အမျိုးသားတွေကလုံခြုံမှုမရှိဘူးလို့စစ်တမ်းမှာဖြေဆိုသူပုံများလာကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်လိုက်ပါတယ်။ကြောက်ကဘာထက်ကမျိုးဆက်မြမလူငယ်တွေရဲ့လုံခြုံရေးနဲ့ လူမှုဘဝစိန်ခေါ်မှုများစစ်တမ်းကိုဒီကနေ့အောက်တိုဘာ10ရက်မှာ UNDP ကထုတ်ပြန်လာတာပါအသက်18ကနေ35နှစ်အတွင်းရှိတဲ့လူငယ်ရေစီကစစ်တမ်းကောက်ယူထားတာဖြစ်ပြီးလူငယ်9ဦးမှာ2ဦးနှုန်းဟာသူတို့ရဲ့လုံခြုံရေးအတွက်အမြဲတမ်းဒါမှမဟုတ်စိုးရိမ်ပူပန်နေရတယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်။ဒီစိုးရိမ်မှုဟာ ချင်းမှာ30ရာခိုင်နှုန်းရှိပြီးတော့ကယားမှာ25ရာခိုင်နှုန်းရှိကပြည်ပခဒေတာတွေမှာစိုးရိမ်ပူပန်မှုကိုလူငယ်တွေကပုံမူခံစားနေရတယ်လို့အစိုးရခံစားမှာဖော်ပြထားပါရဲ့ဒီအခြေအနေဟာမလုံခြုံတဲ့တစ်ခုတည်းတာမကပဲနဲ့မျိုးဆက်တစ်ခုလုံးကိုကြောက်ရွံ့မှုမယုံကြည်မှုနဲ့စိတ်တန်ရာရမှုတွေကိုရင်ဆိုင်ဖြေရှင်းမှုဖိအားပေးခံနေရတာကလို့ဖြစ်တယ်လို့ဆိုပါတယ်လူငယ်အမျိုးသားတွေရဲ့စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေရခြင်းမှာ စစ်မှုထမ်းရနိုင်ခြင်းနဲ့တက်တာအဖြစ်အတင်းအဓမ္မဆူဆောင်းခံရနိုင်ခြင်းတို့နဲ့ဆက်လင်းရရှိရကိုလည်းထင်ဟပ်နေပြီးတော့ငယ်ရွယ်ရဲ့မတန်ဆွမ်းအမျိုးသမီးတွေမှာတော့ကြောက်ရွံ့မှုနဲ့ထိခိုက်လွယ်မှုကိုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေကြရကြောင်းဆိုပါရဲလူငယ်40ရာခိုင်နှုန်းကျော်ဟာညဘက်မှာတအူးရဲ့လမ်းလျှောက်ပါကမလုံခြုံဘူးလို့ဖြေဆိုကြကြောင်းဆိုပါရဲဒါအပြင် ကဘာပေါ်မှာဘိန်းဓာတုမူရဆေးရအများအပြားထုတ်လုပ်တော့နိုင်ငံဖြစ်လာပြီးတော့စီးပွားရေးနဲ့လူမှုရေးမှာလည်းရာဇဝတ်ဂိုင်းတွေကဩစာစမ်းမှုမှုတိတာချင်းရှားလာနေတယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အသက်15နှစ်ကနေ35နှစ်အတွင်းလူငယ်၄သိန်းဝင်းကျင်ဟာပညာသင်ယူမှုမရှိနိုင်တော့ဘဲအလုတ်ကံမရှိသည့်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့ယခုလအောက်တိုဘာလအစမှာလဲ UNDP ကတိကျထုတ်ပြန်ထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကစစ်ကော်မရှင်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံစင်မှာအကြံပြုပြောကြားခဲ့ရလို့စစ်အုပ်စုကအောက်တိုဘာ6ရက်ညပိုင်းကထုတ်ပြန်ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကနေပြည်တော်ကိုတရက်တာခရီးစဉ်လာရောက်ဖြစ်ပြီးတော့စစ်ခေါင်းဆောင်နဲ့မနေ့ကမနေ့ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲ့တွေ့ဆုံပွဲမှာအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ဂျိုးပန်းဆောင်ရွက်သားတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပန်းဆောင်ရွက်ပေးမှာဖြစ်ကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့ရဲ့ဆေလွတ်ပေးမှာဖြစ်ကြောင်းလဲမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောကြားခဲ့လို့စစ်ကော်မရှင်ကဆိုပါရယ်စစ်ကောင်းဆောင်ကလည်းနိုင်ငံရေးပါတီတွေမှတ်ပုံတင်ဖို့ဆောင်ရွက်ခဲ့ပြီးရွေးကောက်ပွဲမှာသူတို့ရဲ့ဥပဒေနဲ့ကန့်ညီတဲ့နိုင်ငံရေးပါတီ58ပါတီဝင်ရောက်ရှင်ပိုင်မှာဖြစ်ပြီးတော့ ကိုစလေလောင်း9000ကျော်ရှိရလို့တုံပြန်ပြောဆိုခဲ့ပါရယ်။နောက်20ခုနဲ့ဖေဖော်ဝါရီလရက်နေ့မဲဆင်းအကြောင်းပြကအနာသိမ့်ပြရနောက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်အပါဝဲမြန်မာဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေပါတီဝင်တွေကိုဖမ်းဆီးထားပြီးသူတို့ခွင့်ပြုရဲ့ပါတီတွေနဲ့ရွေးကောက်ပွဲလုပ်ဖို့ဆေးအုပ်စုကဆောင်ရွက်နေတာဖြစ်ပါတယ်။အနာသိမ့်ပြရနောက်ပြားထမ်းခဲ့တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရမှတ်ပုံပြန်မတင်ခဲ့တဲ့ NRI အပါအဝင်ပါတီ40ကိုလည်းစစ်အုပ်စုကဖျက်သိမ်းကြောင်းကြေညာထားပြီးတော့လက်ရှိတွဲဆောင်ပွဲကိုစစ်ကောင်းဆောင်နဲ့အတူစစ်အုပ်စုတွဲဘက်အတွင်ရင်မူတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးစစ်အုပ်စုအဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေမလေးရှားနိုင်ငံဘက်ကမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်နဲ့အတူအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အော်မန်ဟာရှင်အလက်တက်ရောက်ခဲ့လို့သိရပါဗျာ။ တွေ့ဆုံပွဲမှာစစ်ကောင်းဆောင်မင်းအောင်လန်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရီကိုငြင်းချရေးဖိတ်ခေါ်လျက်ရှိကြောင်းလည်းထည့်သွင်းပြောဆိုခဲ့ပြီးတော့အခုလာမဲ့15ရက်နေ့မှာ NCA နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်မှာဖြစ်တာကြောင့် NCA လက်မှတ်ရေးထိုးတာရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရီကခေါင်းဆောင်တွေ NCA လက်မှတ်မရေးထိုးထားတဲ့တိုင်းဒါလက်နက်ကန်အဖွဲ့တွေကခေါင်းဆောင်အချို့နဲ့နိုင်ငံတကာအသိတက်တွေတက်ရောက်မယ်လို့ဆိုပါရခင်ဗျာဆက်လက်ပြီးတော့ဘီလင်းမြို့နယ်ပြင်းမှတ်ပင်စိတ်ရွာကို စစ်ကောင်ရှင်တပ်ကအောက်တိုဘာ9ရက်ညပိုင်းကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရမှာကလေးငယ်3ဦးအပါဝင်9ဦးတေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ည8နာရီ73မိနစ်အချိန်ကပြင်းမှတ်ပင် စိတ်ရွာအနောက်ဖက်ခြမ်းကိုစစ်ကောင်ရှင်က Jet Fighter နဲ့ဘုံကျဲတာဖြစ်ပြီးကျေးရွာအတွင်းကြားရောက်ပောက်ကွဲကထိခိုက်မှုများတယ်လို့သိရပါတယ်။မွန်ကရင်နယ်ခြားစီးမြင်းအပေါ်မှာရှိတဲ့ပြင်းမှတ်ပင်စိတ်ရွာဟာ မွန်ပြည်နယ်ဘီလင်းမြို့နယ်ဘက်ချန်နယ်ကင်းပြည်နယ်ဖအံမြို့နယ်အပိုင်းဆိုပြီးနှစ်ရွာရှိကအခုဘုံကျဲခံရတဲ့ရွာဟာဘီလင်းမြို့နယ်အပိုင်းမှာပါဝင်တဲ့ပြမပင်စိတ်ရွာဒေသခံတွေအခေါ်အရတိဖတ်ဒူထရွာဖြစ်ပါတယ်။မြစီမသတင်းရင်းမြစ်3ရဲ့ပြောကြားချက်အရအသက်10နှစ်အောက်ကလေးငယ်3အပါဝင်9ဦးတေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရခဲ့ရလို့ဆိုပါတယ်။ တေဆုံးသူတွေတဲ့နှစ်ဦးမှာဆေးရုံကိုရောက်ပြီးတော့ဆေးကုသမှုခံယူနေစမှာပဲတေဆုံးတာဖြစ်တယ်လို့သိရပါဗျ။ KNU တမဟာတက်တဆုံခရိုင်ထောက်ဖို့တာဝန်ခံနော်ချိုချိုသိန်းကလည်းလေချောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ဘီလင်းမြို့နယ်တဝိုင်းဟာဖုန်းလိုင်းတွေမကောင်းတာကြောင့်ဖုန်းလိုင်းအားမြင့်ဆက်တွေလိုအပ်နေတယ်လို့ဆိုပါတယ်အလားတူတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ရှမ်းပြည်နယ်မိုးမိတ်မြို့နယ်ဝဲပေါင်းရွာကိုစစ်ကော်မရှင်တပ်ကနေမနေ့ကည9:00ဝန်းကျင်အချိန်မှာ ဂျက်ဖိုက်တာနဲ့ပေါင်250ဘုံ၃လုံးချကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးအပါဝင်9ဦးသေဆုံးပြီးတော့10ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့တမ်းမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNL ကထုတ်ပြန်ထားပါရခင်ဗျာဆလဘီယောဆက်အနာရှင်စနစ်ကို အပီးတိုင်ဖြုတ်ချမဲ့စစ်စင်ရေးတွေအရှိန်မြင့်ဖို့ဘျူဟာအမှတ်19ကိုဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးအဖွဲ့ကဒီကနေ့အောက်တိုဘာ10ရက်နေ့မှာကြီးညာလိုက်ပါတယ်အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာနရဲ့ဗျူဟာအမှတ်19ဖွဲ့စည်းတဲ့အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနစစ်ရေးလှုပ်ရှားဆိုးမိုးနယ်မြေနေပြည်တော်အနီးစတောင်းမြဝမ်းဒေတာမှာအော်တိုဘာ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့လို့သိရပါတယ် အဲ့ဒီဖြူဟာအမှတ်16ဖွဲ့စည်းတဲ့အခမ်းအနားကိုမြေပြောတိုင်းစစ်ဌာနတိုင်းစစ်စင်ရေးအရာရှိဖြူဟာအမှတ်16တာဝန်ရှိသူတွေဖြူဟာ16ရဲ့လောက်အောက်ခံတရင်တွေဖြစ်တဲ့တရင်836 839 838 939 39တစ်တုကတရင်မှုဒူးရင်မှုတွေတရင်တာဝန်ရှိသူတွေနဲ့ရဲဘော်တွေတက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့နိုင်ငံတကာသတင်းဘက်ကိုဆက်ကြည့်အောင်ပါ ်အစ္စရေလနဲ့ဟာမတ်စ်တို့ကြားဂါဇာသဘောတူညီရတဲ့ကိုဆက်လက်တင်ဆက်ပေးပါမယ်အစ္စရေးအချင်းထောင်တွေမှာဖမ်းဆီးထားတဲ့ပါလက်စတိုင်းအချင်းသားရှားပေါင်းများစွာနဲ့ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့တက်ရှိထင်ရှားဒဇာခံတွေကိုအပြန်အလှန်လွှတ်ပေးရအပြည့်ရဲ့သဘောတူညီချက်တရက်ကိုအစ္စရေးနဲ့ဟာမတ်စ်တို့ကကြာတရင်းတွေကသဘောတူခဲ့ကြပါရဲ့ အီဂျစ်မှာသင့်ခံဆွေးနွေးပွဲတွေကနေရရှိခဲ့တဲ့အဲ့ဒီသဘောတူညီချက်မှာဒဇာကန်နဲ့အဂျင်တာလှုပ်ပေးမှုအဂျင်တာစရင်အခုအညီနဲ့ရုပ်သိမ်းမှုအစီအစဉ်တို့ပါဝင်တယ်လို့သိရပါတယ်သမောတူညီချက်ပါပရမအဆင့်ဖြစ်ဟာမတ်တို့ကတရှိထင်ရှားသဇာကန်20ကိုတချိန်တည်းလွတ်ပေးရမှာဖြစ်တယ်လို့ဟာမတ်ညီနိုင်ရဲ့အဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်စီကတီးရပါတယ် ။အစ္စရေးဘက်ကထောင်တန်တသက်တကြုံကြပါလက်စတိုင်းအကျဉ်းသား250စစ်ပွဲစတင်ချိန်ကစပြီးဖမ်းဆီးထားသူ1900အပါဝင်ပါလက်စတိုင်းအကျဉ်းသား2000နီးပါးကိုလွှတ်ပေးရမှာဖြစ်တယ်လို့ဟာမတ်စ်အတွင်းစီအကြီးပိုင်းတာဝန်ရှိသူက AFP ကိုအမည်မဖော်ဘဲပြောပါရတယ်။ စေဇန်ညှိနှိုင်းမှုတွေထဲမှာအဓိကအချက်ကအပြစ်ရပထမအဆင့်အဖြစ်ဟာမတ်စ်တို့ဆိုပေးစီခြင်းနဲ့အစ္စရေးထောင်တွေကအကျဉ်းသားစရင်ဖြစ်ပါတယ်အဲ့ဒီလှုပ်ပေးစီလိုတဲ့စည်ရင်မှာဟာမတ်ရဲ့ပြိုင်ဘက် ဖာတာလှူရှားမှုကထင်ရှားသူအကျဉ်းသားမာဝန်ဘာခေါ်တီလဲပါဝင်တယ်လို့အီဂျစ်အစိုးရအာဘော်တပိုင်းမီဒီယာတွေရတီးရပါတယ်။ဘာခေါ်တီဟာလူတက်မှုဆွဆွဲကျန်တဲ့2004ခုနှစ်မှာ ထောင်တန်းတသက်တကြုံချမှတ်ခံရပြီးအစ္စရေးအကြမ်းဖက်သမားတအုပ်ဖြစ်ရှုမြင်ထားပါတယ်။အပြစ်ရပထမ9ရက်အတွင်းဂါဇာကမ်းမြောင်စီးအကူအညီထရက်ကအစီးရအနည်းဆုံး400နေတိုင်းဝင်ရောက်မှဖြစ်ပြီးတော့နောက်ပိုင်းရက်တွေမှာထပ်တိုးသွားမယ်လို့ဟာမတ်စ်တရင်ရင်မြစ်ကပြောပါတယ်။ရုတ်သိမ်းမှုအစီအစဉ်သဘောတူညီချက်မှာအစ္စရေးတပ်တွေအစီအစဉ်တိုင်းရုတ်သိမ်းခြင်းလဲပါဝင်ပြီးတော့ထရန့်တမရနဲ့ ပြန်ဖြေရေစီကအမခံချက်တွေလည်းပါဝင်တယ်လို့ဟာမတ်ထိတ်တန်းအရာရှိတဦးကပြောပါတယ်။တဘောတူညီစိတ်တပိုင်းအဖြစ်ဂါဇာမှတပ်တွေပြန်လည်တက်ခေါက်ဖို့ပြင်ဆင်နေတယ်လို့ Israel စစ်တပ်ကကြတာပေးနေက ပြောထားပါရခင်ဗျာ။ယင်းနှမြောက်နံမှု Foreign မှဖွံ့ဖြိုးဆဲနိုင်ငံတွေကို EU ဆွဲဆောင်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရဲစင်းမှကျင်းပတဲ့ယင်းနှမြောက်နံမှု Conference ကိုတက်ရောက်လာတဲ့ တောင်ကဘာချန်းခေါင်းဆောင်နေတရာချင်းခန့်ကိုဥရောပတမကအကြီးအကဲအာဆူလာဖွန်တာလီယွန်ကအရှင်အဖြစ်လက်ခံတွေ့ဆုံကအယောင်းဝယ်စည်းဝါးရေးလောကမှာသူတို့ EU အဖွဲ့ကြီးဟာအာကိုအာသာပြုနိုင်တဲ့သူ ဖြစ်တယ်လို့ဆောင်းပေးပြောဆိုသွားပါတယ်။နှစ်ရက်တာကျင်းပတဲ့ဖိုရမ်ကိုတက်ရောက်ကြသူတွေထဲမှာရဝန်ဒန်နိုင်ငံကပေါကာကမေရာ အန်ဂိုဒါနိုင်ငံမှာဂျော်ဝါလော်ရင်ဆိုတို့လည်းပါဝင်ပါတယ်ဒီဘွဲ့ဟာတရုတ်ရဲ့ကဘာလုံးဆိုင်ရာဩဇာအာဏာဖြန့်ကျက်လာမှုကိုတံပြန်ဖို့ကဘာလုံးဆိုင်ရာအခြေအခြေခံအဆောက်အုံခိုင်မာရေးအတွက်ဘရက်ဇစ်ကကြီးရွယ်ချင်းပါတာဖြစ်ပါတယ်ပထဝီနိုင်ငံရေးနဲ့ပထဝီစည်းဝါးရေးရဲ့လက်နက်ကရိယာတွေအဖြစ်ကုံတွယ်ကွန်နဲ့ကုံတွယ်ရေးအသားအစီးတွေပြန်လည်ထွက်ပေါ်လာနေပါတယ်လို့ American နဲ့တရုတ်တို့ရဲ့မူဝါဒတွေကို တွဲဝိုက်ရည်ညွန်းကဝန်ဒါလီယွန်က Global Gateway Forum မှာပြောကြားသွားခဲ့ပါတယ်ဒီလိုလက်တွဲဆောင်ရွက်မှုဟာဘုံအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကိုလေးစားမှုအပေါ် ခြေခံရပါမယ်ဒါဟာဒီကနေ့ကျမတို့ကိုဒီနေရာမှာစုစည်းညီညွတ်စေတဲ့အကြောင်းပါပဲဒါဟာဥရောပရဲ့ချိကပ်မှုပုံစံပါပဲလို့ EU အဖွဲ့ကြီးရဲ့အကြီးအကဲကဆက်လက်ပြောဆိုသွားပါတယ် ကျမတို့ရဲ့အင်အားဟာဆက်ဆံရေးတွေကိုဖြန့်ကျက်ထားတာအပေါ်မှီတည်နေတယ်လို့ရှင်တို့လိုပဲကျမတို့လည်းအတိမတ်ပြုပါရစေ EU အဖွဲ့ကြီးရဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာဖြစ်တဲ့ Global Gateway ဟာ2021ခုနှစ်မှာစတင်တည်ထောင်ကြတဲ့က ယူရို306ဘီလီယံဒေါ်လာ355ဘီလီယံကျော်ကိုတန်ရှင်းစွမ်းအင်တည်ယူပို့ဆောင်ရေးသူတေသနစတဲ့ကဏ္ဍတွေအပါအဝင်စီမံကိန်းတွေမှာထည့်ဝင်မြုပ်နှံထားတာဖြစ်တယ်လို့သူကပြောပါရခင်ဗျာထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9နာရီခန့်ရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါရီကိုရောမြင်းစမရဲ့ဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စီ4100ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1618.93ကျပ်ပြင်ပပေါင်စီ3159ကျပ်ဒီလိုပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1438.93 2,596ကျပ်ပြင်ပပေါင်စီ4,986ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.34ကျပ်ပြင်ပပေါင်စီ125.26ကျပ်မလေးရှားတရင်းကိကိုစစ်ကောင်စီတတ်မှတ်စီ469.69ကျပ်ပြင်ပပေါင်စီ983ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ59ဒိတ်9000ကျာပြင်ပပေါင်စေ83ဒိတ်9000ကျာစကားပဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ56ဒိတ်15625ကျာပြင်ပပေါင်စေ89ဒိတ်1000ကျာပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှအပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရရန်ကုန်73ဒီဇယ်နှုန်းတွေကတော့ဒီဇယ်တလီတာကို2500ကျပ်ပရီမီယံဒီဇယ်တလီတာကို3050ကျပ်အော်ဒိ92တလီတာကို2930ကျပ်အော်ဒိ95တလီတာကို2800ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဇယ်နှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရအစားအစီအစဉ်တွေကတော့စားအုပ်စီတပိတ်သားကို စစ်ကောင်စီတပ်မတ်စီ6585ကျန်းပြင်ပပေါင်စီ1300ကျန်းပေါင်စီရှိပါတယ်။ပေါ်ပြပါစီလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျက်စိမှာ prime time မျက်စိမှာတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြီးစုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးကြတာပါ။ တန်မြေစီမှာ brand အစီအစဉ်ကိုတနင်္လာနေ့ကနေ့တောက်ကြနေ့ထိည9:00ခန်းတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ ဒင်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်